ကျုပ်အသက်60ရှိပြီတက်တန်းရင်းနေတဲ့အိမ်အိုဟောင်းကြီးတလုံးထဲမှာကျုပ်တယောက်ထဲနေတယ်ပတ်ဝန်းကျင်ကကျုပ်ကိုကျုပ်အသက်40အရွယ်တုန်းကမိမပြစ်ပြေးသွားလို့အထီးကျန်နေတဲ့တခုလက်အဖိုးအိုကြီးတယောက်လို့ထင်နေကြတယ် တကယ်တော့မဟုတ်ဘူးဗျာကျုံမင်းမသူ့ရဲ့ရည်သာအောင်နဲ့ပြန်ပြီးဆက်သွဲနေတယ်ဆိုတာကျုပ်သိရလို့ကျုပ်သူ့မြေအောက်ခန်းထဲညာခေါ်ပြီးမြေအောက်ခန်းထဲမှာတကားအသေးပိတ်ပြီးထားပြခဲ့တာပဝင်းကျင်ကိုတော့သူ့ရည်သာဟောင်းနောက်လိုက်သွားပြီလို့ တရင်လွင်ထားလိုက်တယ်လေအခုဆိုရင်ကျုံမင်းမကိုမြေအောက်ခန်းထဲမှာထားခဲ့တာနှစ်ပေါင်း90တောင်ရှိပြီပေါ့နှစ်90ရှိပြီဆိုတော့သူ့ရဲ့ဝိညာဉ်ကိုလွတ်လပ်ခွင့်ပေးဖို့တင့်ပြီပေါ့ဗျာကျုံမြေအောက်ခန်းထဲကိုဆင်းခဲ့တယ်တရားဖျား ုအလောင်းကြီးရများကျုပ်ကိုခြောက်နှံ့နေဦးမှာလားသူ့ကိုဘယ်လိုပုံစံနဲ့တွေ့ရမှာပါလဲမြေအောက်ခံတစ်ခုလုံးကိုတံမီးနဲ့ထိုးကြည့်ပေမဲ့ဘာတစ်ခုမှမတွေ့ရဘူးဘာအရေးကြောင်မှမတွေ့ရဘူးအလောင်းကိုလည်းမမြင်ရဘူးအယိုးတွေကိုလည်းမတွေ့ရပါဘူး နန်ရန်ရဲ့ဓမီယာကိုကျုပ်ရဲ့ဓမီယာကိုရောက်သွားတော့နန်ရန်ပေါ်မှာမြေဆိုင်ခဲနဲ့ရေးချစ်ထားတဲ့စာရန်တချို့ကျုပ်တွေ့လိုက်ရတယ်ဖတ်ကြည့်လိုက်တော့ကိုအောင်ပါမြေအောက်ခန်းမှာအပြင်ကိုခတ်တဲ့လျှို့ဝဲတကားရှိတယ်ဆိုတာရှင်းမသိဘူးကျမတော့ จม่าจิตตุเนี่ยเปียวเปียวจีป้องแผ่ผู่ถั่วตวาบาบีရှင်ကိုကျေးဇူးတင်ပါတယ်အောင်မလေးဗျာ